င်္ဂလာပါရှင်၂025ခုနှစ်မတ်လဒုတိယဆယ်ရက်ပတ်အတွက်မိုးလေဝသနဲ့ဆလားဗီဒါခံမှန်းချက်များကို နေပြီးတော့မိုးလေဝသနဲ့ဆလားဗီဒါညွှန်ကြားမှုစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်ပင်္ဂလာပလဲော်အခြေအနေမှာပင်္ဂလာပလဲော်တောင်ပိုင်းမှာလေပြင်းရဲ့ရေဝန်တကြိမ်ဖြစ်ပေါ်နိုင်ပါတယ်ပင်္ဂလာပလဲော်မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတိမ်နေငယ်ဖြစ်ထွန်းနိုင်ပြီးကပလီပင်လေပြင်းတဲ့ကြံမင်္ဂလာပလဲော်တို့မှာတိမ်အင်းတဲ့မှာတိမ်ထူထပ်နိုင်ပါတယ် ဝင်ရတော့မှုအချက်အလက်ခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာပြရတော့မြေထပ်ပေါ်နိုင်ပြီးစကိုင်းလန်ဒေသကြီးအထက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းကရင်ပြည်နယ်နဲ့မူပြည်နယ်တို့မှာပြရတော့မြေခန့်နဲ့ကြံတန်းကြကြီးနဲ့ပြည်နယ်များမှာပြရတော့မြေအောင်လျှော်နေနိုင်ကမိုးထချုံရွာနိုင်ပါတယ်ဝိုးရရများအနေနဲ့ကတော့ကချင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ၅ရက်မှ9ရက်ခန့် စကိုင်းတိုင်းဒေသကြီးရဲ့ထပ်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနှစ်ရက်မှလေးရက်ခန့်နဲ့ချင်းပြည်နယ်ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးရှမ်းကုန်းတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကယားပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းတို့မှာတရက်ခန့်မိုးထစ်ဆုံးရွာနိုင်ပြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအကွေတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှာတည်ရင်တည်တည်ဖြစ်ထွန်းနိုင်ပါတယ်။နေပူချိန်ခမန်းချက်များအနေနဲ့ကတော့ စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြီးတော့ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရှမ်းကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမတ်လပုံမှန်ပူချိန်ရဲ့တိတိသမာ5ဒီဂရီဆယ်စီယံနဲ့အထက်ပိုနိုင်ပြီးကြံတန်းကြကြီးနဲ့ပြည်နယ်များမှာမတ်လရင် ပုံမှန်ပူချိန်ခန့်သာရှိနိုင်ပါတယ်မြို့ဝချင်းနေခမန်းချက်များအနေနဲ့ကတော့အေရဝတီတိုင်းဒေသကြီးရှမ်းကုန်တိုင်းဒေသကြီးမွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ ငါရမရှေရခန်းရခိုင်ပြည်နယ်ချင်းပြည်နယ်စကိုင်းတိုင်းဒေသကြီးရထပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်နေပြီးတော့ပဲခူးတိုင်းဒေသကြီးရရှေ့ပိုင်းနယ်ကရင်ပြည်နယ်တို့မှာနှစ်ရမလေးရခန်းနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရနောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာတရက်ခန်းနက်နက်ပိုင်းမှာမြို့ထူများဆိုင်းနိုင်ပါတယ်ဤရဲ့ချန်နေခမန်းချန်များအနေနဲ့ကတော့2025ခုနှစ် မလဒုတိယဆယ်ရက်ပတ်အတွင်းအေယာဝတီမြေဟာမြစည်းနာမျိုးဗမော်မျိုးရွှေကူမျိုးနဲ့ကတားမျိုးတို့မှာတပိမှာသုံးပိခန့်မင်းဘူးမျိုးမကွေမျိုးအောင်လံမျိုးကြီးမျိုးစိတ်သားမျိုးဟင်္ဒရာမျိုးနဲ့ဇလုံမျိုးတို့မှာတပိမှာနှစ်ပိခန့်လက်ရှိရေမှန်များအထက်မြင့်တက်လာနိုင်ပြီးတပိစင်းမျိုးမန္တလေးမျိုးစကိုင်းမျိုးမြင်းမူမျိုးပခုတ်ကူမျိုးညောင်မျိုးနဲ့ခြောက်မျိုးတို့မှာ တပိမှာတပိခွဲခန့် လက်ရှိရေမှန်းများအောင်ကြာဆင်းလာနိုင်ပါတယ်။ချင်းတွင်းမြေဟခန္ဒီမျိုးဟောမလင်းမျိုးနဲ့ဖောင်းပြင်းမျိုးတို့မှပေဝါခန်းစီလက်ရှိရေမှန်းများအထံမြင့်တက်လာနိုင်ပြီးဝေါ်လိုက်မျိုးကလေးဝါမျိုးမင်းကင်းမျိုးကဏီမျိုးနဲ့မုံရွာမျိုးတို့မှပေဝါခန်းစီလက်ရှိရေမှန်းများအောင်ကြာဆင်းလာနိုင်ပါတယ်။ထုံထဝရီမြေဟောင်းရွှေစာရံနဲ့မြင်းငယ်မျိုးတို့မှာပေဝက်ခန်းစီပကုံးမြေဟောင်းစောင်းတူမျိုးမှာပေဝက်ခန်းပကုံးမျိုးမှာနှစ်ပေခန်း တန်ရီမြေဟာဖန်မျိုးမှာပေဝက်ခန်းတောင်ရင်မြေဟာမြားဝရီမျိုးမှာပေဝက်ခန်းငဝုံမြေဟာငတိုင်းချောင်းမျိုးနဲ့တာပေါင်းမျိုးတို့မှာပေဝက်ခန်းစီပတိန်မျိုးမှာနှစ်ပေခန်းတိုးမြေရေဟာမအူပင်မျိုးမှာတပေခွဲခန်းလက်ရှိရေမှန်းများအထက်မြင့်တက်လာနိုင်ပြီးမြေတာမြေဟာကလေးမျိုးမှာနှစ်လက်မခန်းဒုထဝရီမြေဟာတီဘုံမျိုးမှာသုံးလက်မခန်းစတောင်းမြေဟာတောင်ကူမျိုးမှာပေဝက်ခန်း မတောင်မြို့မှာနှစ်လမခန့်ရွှေကျင်မြို့ဟာရွှေကျင်မြို့မှာသုံးလမခန့်ဘီလင်းမြို့ဟာဘီလင်းမြို့မှာပေဝက်ခန့်လက်ရှိရင်းမှန်းများအောက်ကြာဆင်းလာနိုင်ပါတယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလဲနေတိုင်းချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဆလာဗီရာသတင်းများနဲ့2019ခုနှစ်မတ်လဒုတိယဆယ်ရက်ပတ်အတွက်မိုးလေဝသနဲ့ဆလာဗီရာခမန်းချက်များပဲဖြစ်ပါတယ်ကိုစိန်တို့ပြားကျမ်းမှာခြံသာကြပါစီရှင်